ြမပြီမှာဖူးကားရိုက်ချင်တယ်ဆိုရဲမင်းခန့်ကျော်လို့ caption ကပေးလိုက်တယ်။အဲ့ဒီရဲ့အထဲရက topic တွေကိုသူတို့မှတေချာနားမထောင်တာ။ဘာဖြစ်လို့လဲမြမပြီမှာအဖို့ချွတ်တွေများလာတဲ့အချိန်မှာစင်စာဆိုတာမရှိဘူးလေ။စင်စာတာစီချင်းစင်စာပိတ်ပင်ချင်းဘာမှမရှိဘူး။အဲ့ချိန်မှာအဲရှုပ်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 လေးတွေဖြစ်နေတဲ့အတွက်ထိမ့်သိမ့်မှုပေါ့နော်အခုဆိုမြင်တွေ့နေရတာပဲကလေးလေးတွေအဲတစ်တော်ပေါ်မှာ အကြီးသားတကားပြောမယ်အခုလက်တွေ့မှာမြင်တွေ့နေရတာအသက်73နှစ်နဲ့ယောက်ျားတွေမိန်းမတွေခေါ်နေကြတဲ့ကလေးတွေဘဝမြင်တွေ့နေရတာဘာဖြစ်လို့လဲဒါကြီးကိုကျွန်တော်ကလွန်ခဲ့တယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကကျွန်တော်ပြောခဲ့တဲ့နှစ်ဆို8နှစ်10နှစ်လောက်ရှိနေပြီเนาะကျွန်တော်နိုင်ငံမှာအဲ့အာနေချက်ကအရာလေးတွေကောင်းမတွေ့ဘူးပြောချင်ဆိုချင်တာနံပါတ်1ခဲနဲ့ထူချင်တာနံပါတ်2ဆဲချင်တာနံပါတ်3အားလုံးကအုံနောက်လေးနဲ့တုံးရင်တော့အပြည့်မရှိပါဘူးဟုတ် ဒါဆယ်လူဒီယာဖိတ်ခေါ်တဲ့အတွက်ကိုယ့်ရဲ့အမှုပညာနဲ့ပတ်သက်တာတွေနော်ဝေးနေတဲ့ပြိသက်တွေနဲ့အဲစကားလေးပြောချင်တာရဲ့တောက်ရောက်လာတာပါလောလောဆယ်တော့မရှိဘူးလှုပ်ဖို့တော့ပြင်ဆင်နေတာပဲရှိရပါဘောနော်လောလောဆယ်ကစီဝိုင်းပဲကောင်းတယ်ပြီးသွားနေရတာဘောနော်ဘာလို့ဒီတိုင်းလှုပ်လို့မရဘူးလေစာဝန်တွေကအရေးကြီးတယ်ဥမတောင်းမှသီလဆောင်လို့ရတာအဲဒါကြောင့်မို့ကိုယ့်ရဲ့ခန္ဓာရင်ရှိဖို့ အရင်လိုမျိုးအမှုပညာဆိုတာလုပ်လို့မရတော့အဲပေါက်ပေါ်ဖြစ်လို့မရအောင်ဘာလို့ကိုယ့်ရဲ့အမှုပညာကိုယ့်ရဲ့ image ကိုထိန်းရတယ်ဒီအပေါ်မှာဟိုကြာရှုံးခြင်းဆိုတာမရှိခဲ့တဲ့အတွက်အဲ့လိုမျိုးကြာရှုံးခြင်းဆိုတာမဖြစ်ချင်ဘူးဒီနေရာလေးမှာရက်လိုက်တာကပိုကောင်းတယ်အဲပြန်လို့ဖြစ်ခဲ့ရင်တော့တန်ဖိုးရှိတဲ့အရာလေးနဲ့ပဲပြန်ဝင်လာမှာပါရှိရပါအမှုပညာဆိုတာ မွေးဖွားလာတဲ့သတိတီလာလေသတိတီလာအတွက်သူများလိုမျိုးနာမည်ကြီးခြင်းလို့အဲသူများလိုမျိုးဟိုဘလို့ခေါ်မလဲတခုခုလိုခြင်းလို့လောက်ခဲ့တဲ့အရာမဟုတ်ဒီနုပညာကိုမျက်နှိုးလို့လောက်ခဲ့တဲ့လူတွေအားလုံးဟာအကိုတို့ဆယ်စုနှစ်ကအနုပညာတမန်ကြီးကိုတွေအားလုံးဟာပေးဆက်ရတဲ့အနည်းတန်အောင်ရင်မထဲမှာသတိတီကြောက်ဆိုင်ခိုင်းနေတာပါအဲကြောင့်ဘဒူနဲ့မှလည်းရှင်လို့မရဘူးအကိုတို့ကဒီယာကြီးကိုဆွန့်လွတ်တာမျိုးမဟုတ် ခဏတာအနားယူတာပေါ့နော်။ဘာလဲဆိုတော့ဟိုယုံနေလိတ်လို့ပဲပေါ့။အချိန်တန်ရင်တော့ပန်းနိုင်ဆိုတာအဖြေရှိပါတယ်။ဟုတ်။အများကြီးပဲ။ပြင်ဆင်ထားပါတယ်။ဟိုမတူတဲ့မတူညီတာတွေအရင်တော့ကိုလှုပ်ချင်တာတွေလှုပ်ခဲ့တယ်။လှုပ်ချင်တာဆိုတော့အမှုပညာကိုအရေးကြီးတာအရေးအတွက်နဲ့မဆိုင်ဘူး။အရေးချင်းနဲ့ဆိုင်တာပေါ့နော်။လက်ရှိသွားနေတဲ့ trend တွေအလုံးကအရေးအတွက်တွေနဲ့သွားနေကြတာများကြတယ်။အဲဒါမှမဟုတ်အရေးချင်းလေးနဲ့သွားစီချင်တယ်။ အကုန်လုံးလုတ်တဲ့အရာကြရင်လေအရေးချင်းရှိတဲ့ပြကွက်မျိုးအဲကိုထမင်းရှင်ပြည်သက်တွေကိုဘယ်ရှူတော့ကနေပြီးတော့ဘယ်လိုမျိုးပြန်ပေးဆက်ရမလဲဘာအသိဉာဏ်ပေးရမလဲဘာဘဟုတုတ္တပေးရမလဲဘာအတတ်ပညာတွေပေးရမလဲအဲဒါတွေပဲတွေးတော့တာပါအဓိကကတော့ဇလန်းတွဲရေဇကားရေလို့မဟုတ်ပေါ့ပြည်သက်ရင်းနေကို လွယ်လွယ်ကူကူထိမှန်မဲ့အရာမျိုးပေါ့နော်တစ်ချက်စုတစ်ချက်ထိရမယ့်အရာမြင်တွေ့နေရတဲ့လိုအပ်ချက်တွေ အနားယူတယ်ဆိုတာအလကားမဟုတ်ပါဘူးဟိုဘယ်လိုခေါ်မလဲနောက်ဆုတ်တယ်ဆိုတာကကြောက်လို့နောက်ဆုတ်တာမျိုးမဟုတ်ခြေလန်းတလန်းအရှိန်ယူတာပါအဓိကအဲ့ဒါပါ ပြင်ဆင်ထားပါတယ်လာမဲ့အရာတွေအားလုံးကကိုယ့်အတွက်ကိုအဲကိုယ့်အတွက်ကကြာချင်းမရချင်းတဲ့ကိုပေးလိုက်တဲ့ကိုရဲ့သမင်းရှင်ပရိသတ်တွေကိုဒါယေရှုဆက်ခွင့်ရနေပြီယေရှုဆက်တင်နေပြီပေါ့နော်ဒီအရွယ်ရောက်လာပြီဆိုရင်ပညာပေးဖို့ဟူတုတအတိညာတိုးစေမဲ့အာမျိုးလေးတွေတော့ လှုပ်သွားမယ်အရီမောပြီးအသက်ရှည်အောင်လှုပ်တာကလူရှင်တော်အဲဒါဟာတာလူရှင်တော်တရုပ်ဆောင်ကြီးရဲ့ trend through line ပေါ့အကိုတို့ကြတော့အဲဇက်ကြမ်းရိုက်တယ်နော်ကိုတို့ drama ရိုက်တာဖြစ်တဲ့အတွက်အကိုတို့ဒီပညာပေးနေအကိုတို့တိုက်ကိုက်ညီတဲ့အရာမျိုးလေးတွေပဲဖန်တီးသွားမှာပါဟုတ်အမှန်တမ်းပြောရရင်တော့မဝေဖန်ချင်တာပေါ့နော်မဝေဖန်ချင်ဘူးဘာလို့ဆိုတော့အရေးအသွေးချင်းမတူလို့နော် ရည်သွေးခြင်းမတူဘူးဒါကအကူကခစ်ရည်စည်းချက်မတူလीအကူတို့ခစ်ကဇကာတကဝယ်ဖို့ကိုယ်စလဲကိုတောင်းပန်ပြီးစရောင်းခဲ့ပြီးတော့မှမင်းသားဖြစ်ဖို့ကြိုးစားခဲ့ရတာမတူအဲအဲ့ဇကာကိုယုံတင်ဖို့အဲ့ကိုယ်စလဲကဝယ်ဖို့အဲ့လူတွေကိုဘယ်လိုဆက်ဆံခဲ့ရလဲကိုရုဆိုလို့ရှိရင်ဒါဝါရှိတွေကစကိုကိုတိုင်းထမ်းပြီးနေကိုယ်စလဲကိုကားကိတ်ပို့ပေးခဲ့ရတာဒီအများကြီးကြုံခဲ့ရတာဖြစ်တဲ့အတွက်မတူညီဘူးပေါ့နော် မတူညီတဲ့အရာတခုပေါ်မှာလက်ရှိဖြစ်နေတဲ့အရာမှာမတူတာကတိုးတက်လာတဲ့ခေရဲ့ဒါဖုန်း ဖုန်းဆိုလည်းနှီးပညာတိုးတက်လာအရင်တော့ဆိုရင်ဖုန်းဆိုတာယိုယိုပဲရှိအခုဆိုရင်ဒါဖုန်းကဘယ်လိုပဲဖြစ်ဖြစ်ဖုန်းတစ်လုံးရှိရင်ကလေးအဖုန်းစကင်တက်တဲ့နှစ်နှစ်ခွဲ သုံးနှစ်ကစားဒီဖုန်းကြားမှာပဲရှင်သန်နေတာဖြစ်တဲ့အတွက်ဘာမှတော့လက်ရှိလုပ်နေတဲ့လူအလုံးကဖုန်းလိုပဲတတ်မှတ်မှာပါ အဲ့ဒါတော့တော့စစ်ကြပေါ့နော်အမ်ဘာသလို့အရာရာအလုံးအဖောက်စားတတ်ကြရဲ့အကိုမချပြနိုင်ခင်မှာအမှုပညာသမားယူတွတ်တဲ့သူတိုင်းကဒီအခွင့်အရေးကိုစောင့်ကြရအောင်အကိုတို့အကိုဘယ်လိုခေါ်မလဲတရားတိအမဲလေးကိုအုပ်ထားတယ်လို့ပဲပေါ့အချိန်တန်မှအကိုဖွင့်ထုတ်ပြီးတော့ချပြပါပါဟုတ်အဲ့ချိန်ကဘယ်ချိန်လောက်ဖြစ်လဲလာပါပြီနောက်လာပေါ့ဟုတ်ဘာပဲဖြစ်ဖြစ်အခုအသက်အရွယ်ကြီးလမ်းသွားရင်ချစ်ပေးတယ်တီးပေးတယ်နှုတ်ဆက်ကြတယ် ချစ်တဲ့မိသားစုတွေရောအဲမတီးလို့နှုတ်ဆက်ဖြစ်လဲကျွန်တော်တီးကြတဲ့အတီးတော့ရှိအောင်မြန်မာပြည်မှာဖူကားရိုက်မဲ့တိုင်တာဆိုလို့ကျွန်တော်တယောက်ရှိတာဟုတ်အဲ့တော့ကိုတော် မရိုက်ရပါဘူးအဲ့ကြတယ်မအဲ့နာမည်လေးနဲ့ကတော့အမြဲတမ်းဘာတင်နေဖူကားရိုက်မဲ့မင်းသားဖူကားရိုက်မဲ့မင်းသားဆိုရကနောင်တော့ရတာတော့ဗောနော်ဒါကလည်းအစိုးရကအကောင့်လိုမပြောပြင်မဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့နားမလဲကြတာလေးတွေပါနော်ကျွန်တော်ပေးခဲ့တဲ့ message ကဘာလဲဆိုတာကိုအသိပညာအတတ်ပညာနဲ့အတွေးခေါ်ကျွန်တော်မြန်မာပြည်မှာ အဓိကအားနေချက်ကအားမဆိုင်တာအုံနောက်ကိုအလုံးမပေးဘူးဖုန်းဘာလို့တုံးတာလဲဖုန်းဘဟုတုတရဖို့တုံးတာဒါပေမဲ့အဖုန်းရဲ့တန်ဖိုးအဖုန်းရဲ့ဝယ်လိုက်တဲ့တန်ဖိုးကတန်ဖိုးရှိရှိမတုံးတတ်တာအဲကျွန်တော်နိုင်ငံကမှာရှိတဲ့လူတော်တော်များများက အုံနောက်ကိုမခိုင်းစားဘူးအစက်ကိုပဲခိုင်းစားတယ်နော်စိတ်ကိုပဲခိုင်းစားတယ်ရင်ထဲမှာထိသွားပြီဆိုရင်ညှိသွားပြီဆိုရင်သူတို့ပြီးသွားပြီဒါမှနေအုံနောက်နဲ့ဘာပြောတာလဲ အဲသူရဲ့ဟယ်ရင်းကဘာလဲဆိုတာသိဖို့လိုတယ်။အဲသူပေးထားတဲ့စံနှုန်းစစ်ကဘာကိုပြောချင်တာလဲ။နော်ဒါလေးတွေကိုဒီစာကိုများများဖတ်မှဖြည့်ပါတာလေ။စာမှာအဖြည့်ပါတာအယုတ်မှာဖြည့်ပါတာမဟုတ်။နော်အခုလိုတရုတ်ဆောင်ကလေးတော့လေဒီတိုင်းပဲအယုတ်ကစာဖတ်ပြီးတော့မှအိုက်တင်လောက်ရတာ။ဟဲ့အောင်မင်းဒီကောင်းကိုရန်တွေးလိုက်စမ်း ရိုက်တာခိုင်းမိမယ်အဲ့အထဲမှာရန်တွေးရဲ့စကလုံးကဟဲ့အောင်မင်းငါးချိမတက်လာနဲ့ငါးချိတက်လာမျိုးအသေးပဲဆိုတာဗဇက်ကပြောတဲ့စာသားကို idea လုံးလေ movement ကြောင့်လူဆိုတာစာသားကစတာဒါကြောင့်မို့လူတွေအားလုံးက caption ကိုဖတ်ကြပါ caption ကို မဖတ်ဘဲနဲ့ဟီလာလာကျွန်တော်နိုင်ငံမှာအဲ့အနေချက်ကအဲ့ဒါလေးတွေကောင်းမတွေးဘူးပြောချင်ဆိုချင်တာနံပါတ်1ခဲနေထုချင်တာနံပါတ်2ဆဲချင်တာနံပါတ်3အားလုံးက အုံနောက်လေးနဲ့တုံးရင်တော့အပြည့်မရှိပါတယ်ဟုတ်အဲ့ဆိုအဲ့ဒါကအဲ့ဒီအဲ့ဒါကြောင့်ကျွန်တော်ပြောတာပေါ့ caption ဆိုတာအရေးကြီးတယ်မြန်မာပြည်မှာဖူးကားရိုက်ချင်တယ်ဆိုတော့ main ခန့်ကျော်လို့ caption ကပေးလိုက်တယ်အဲ့ဒီရဲ့အထဲရ topic တွေကိုသူတို့မှတေချာနားမထောင်တာဘာဖြစ်လို့လဲမြန်မာပြည်မှာအဖို့ချွတ်တွေများလာတဲ့အချိန်မှာစင်စာဆိုတာမရှိဘူးလေစင်စာတာစီချင်းစင်စာပိတ်ပင်ချင်းဘာမှမရှိဘူးအဲ့ချိန်မှာအဲ ရှုပ်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 လေးတွေဖြစ်နေတဲ့အတွက်ထိမ့်သိမ့်မှုပေါ့နော်စင်စာရဲ့အာနေချက်လို့ပဲပြောရမလားဒါပေမဲ့ဥပဒေရဲ့ဟိုနားမလည်တာပဲပြောရမလားနောက်ဆုံးတော့လေကျွန်တော်ပြောတဲ့လမ်းကြောင်းတွေအောက်မှာပဲအကုန်လုံးဟာကောင်းတဲ့နေတစ်ခုစီတစ်ခုစီနဲ့သွားခဲ့ကြတာပဲလေဘာဖြစ်လို့လဲမြန်မာမင်းမြန်မာပြည်မှာနေမြန်မာရင်ကျေးမှုတော့ရှိရမယ်မြန်မာလူမျိုးကြည့်ဖို့ခြားပြတဲ့ movie တစ်ခုဟာဘာကိုခြားပြနေတာလဲ အဖို့ချွတ်ဆိုတာအဖို့ချွတ်အခုဆိုမြင်တွေ့နေရတာပဲကလေးလေးဒီအဲတစ်တော်ပေါ်မှာရည်သားတကားပြောမယ်အခုလက်တွေ့မှာကိုမြင်တွေ့နေရတာအသက်73နှစ်နဲ့ယောက်ျားတွေမိန်းမတွေခေါ်နေကြတဲ့ကလေးတွေဘောကမြင်တွေ့နေရတာဘာဖြစ်လို့လဲဒါကြီးကိုကျွန်တော်ကလွန်ခဲ့တယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကကျွန်တော်ပြောခဲ့တဲ့နှစ်ဆို8နှစ်10နှစ်လောက်ရှိနေပြီเนาะဒီ caption ကကျွန်တော်ဘာလို့ပြောခဲ့တာလဲမြန်မာပြည်မှာဖူးကားရင်ဒါကိုပြောခဲ့တာ ပျက်စီးတော့မယ်ဆိုတာကိုပြောခဲ့တာအလက်ရှိကကျွန်တော်တောင်ရိုက်เสียရမလို့သူ့ဟာနဲ့သူရိုက်နေကြတာပဲလीနော်ကျွန်တော်ပြောခဲ့တဲ့အတိတ်ပဲကိုလူတွေကနားမလည်ကြတဲ့အတွက်ဟိုစိတ်မကောင်းတာကလွဲလို့သူတို့ကျွန်တော်ကောင်းမဲညှိနေတာဩတော်တော်တုံးကြတာပဲဒါလေးပါနော်တုံးတာအားမဆိုင်ဘူးအားဆိုင်ပါနော်ကျွန်တော်တို့အုံနောက်ဆိုတာအားဆိုင်ဖို့အလှထားတာမှမဟုတ်ဒီအုံနောက်ကအလှထည့်တာမှဟာအားဆိုင်ဖို့တခုခုအောင်မြင်နေတဲ့သူကိုတွားကြည့်လိုက်မလုပ်တယ်သူအတွေးခေါ်အားဆိုင်တယ်ဟုတ်တယ်နော် ချမ်းသာနေတဲ့လူသွားသွားကြည့်ရသူ့ရဲ့ဘာအုံနောက်အားဆိုင်တယ်သူအဲ့အုံနောက်အားဆိုင်လို့အရေးချင်းရှိလာတာအဓိကလောကမှာအုံနောက်အုံနောက်ဒီမှာအလှတက်တာမဟုတ်ဘူးစဉ်းစားဖို့ပေးထားတာဖေကစဉ်းစားဖို့ပေးထားတာအဲ့အတွက် တွေးပါနော်ငေးစရာမဟုတ်တွေးခိုင်းတာနော်အရာရာအလုံးငေးနေကြံခဲ့မှာ ော်တယ်ဗျကျွန်တော်ဘဝမှာ caption ကျွန်တော်ကြောင့် media ဆိုတာကျွန်တော်ကြောက်တာဒါကျွန်တော်ကျွန်တော်အကိုကျွန်တော်ချစ်လို့တာဒါ media ရှေ့မှာကျွန်တော်ဒါလာတွေ့ပြီးတာဗောနော်အဲ caption ကိုကျွန်တော်ကြောက်တယ်ကျွန်တော်ကျွန်တော်ဘဝမှာ caption အရေးမတော်တဲ့ media ၃ခုနဲ့တွေ့ခဲ့တယ်ဗောနော်အဲကျွန်တော်တော့ဆယ်လီဖြစ်သွားမှာဗော media ကြီးကျွန်တော်ရှေ့မှာပြုံပြီးတော့ကျွန်တော်သတင်းတွေလာမေးမှာဗောဒါပေမဲ့ကျွန်တော်တို့ဆယ်လီခစ်ဆိုတာကဘာနဲ့တူလဲဆိုတော့កောက်ရိုးမိပါပဲเนาะချက်ချင်းတောက်ချက်ချင်းပြောက် နော်အဓိကကအဲသတင်းမီဒီယာဆိုတာတန်ဖိုးရှိတဲ့သတင်းမီဒီယာရှားပါတယ်မရှိဘူးမဟုတ်ရှိတယ်ရှားတယ်အဲ့တော့စီးပွားရေးတစ်ခုအနေနဲ့လုပ်မယ်ဆိုလို့ရှိရင်လေမီဒီယာတွေကိုကျွန်တော်ပြောချင်တာကဟိုကိုကျိုးတူကျိုးပေါ့ဒါလေးတွေတွက်စီချင်ပါတယ်ပါလို့လေကပ်ရှင်ဒီစိတ်ဝင်စားအောင်ရေးရမှာတော့မှန်တာပေါ့ကပ်ရှင်ကိုစိတ်ဝင်စားမှာလေကျွန်တော်တို့လူမျိုးကတစ်တော်လေးတခုတင်အောင်ကပ်ရှင်စိတ်ဝင်စားမှာအဲ့တစ်တော် view ဟာများတယ်ဗျဒါကျွန်တော်နိုင်ငံကပ်ရှင်ပေါ့ ဒါပေမဲ့သူတို့ကအဲ့ caption ရဲ့နောက်ကိုမတွေးတတ်တာကအပြစ်တစ်ခုဖြစ်နေကြတာပေါ့နော်။ဒါကြောင့်မို့ caption ကအရေးကြီးပါတယ်။လောကကြီးမှာကိုယ့်ရဲ့တမိုင်းကြောင့်ကိုယ့်ရဲ့အနာဂတ်ကကောင်းနေလေရအဲ့ဒါအရေးကြီးရကျွန်တော်အများကြီးတိုက်ခိုက်ခံခဲ့ရတာ။ဒါပေမဲ့ကျွန်တော်မကြောက်ဝိုင်းလို့လေကျွန်တော်မှန်နေအောင်ကျွန်တော်မှန်နေလို့လေအခုချိန်ကြီးကျွန်တော်မလဲပြိုသွားဘူး။အဲကျွန်တော်စားနေကြဆန်စားနေရတယ်။ကျွန်တော်ဝတ်နေကြအဝတ်စားဝတ်နေရတယ်။ကျွန်တော်ဒုက္ခဒုက္ခနဲ့အရင်မဆိုင်ရပါဘူး။ဒါကြောင့်မို့ကျွန်တော်မြတ်တာတရားရွှေ့ရှင်းပါတယ်။ဟုတ်။ Okay. ဘာပဲပေါ့ခုနကျွန်တော်ပြောသလိုပဲခုချိန်ဒီကျွန်တော်ဟိုသိနေကြသေးတဲ့အဲခေါင်းစဉ်လေးတူမှာပဲဖြစ်ဖြစ်မင်းခန့်ကျော်ဆိုတာအခုချိန်ဒီအမှုပညာကိုချစ်တယ်ကောင်ပြိတက်ကိုနေစင်နေအမြကတော့နေပါတယ်ဘယ်တော့မှလည်းမစော်ကားပါဘူးเนาะကျွန်တော်အများနေတိုင်းရှင်တော်ဖျားရှိခိုးတိုင်းဖျားကန်းရှိရောက်တိုင်းပြိတက်ကိုကာယကံဝစီကံမနောကံနေနဲ့ပြမမိခင်ခွင့်လွှတ်ဖို့အတွက်ကျွန်တော်ဖျားရှိမှအမြကတော့ပါတယ်ဒါကြောင့်မို့ချစ်တဲ့မိသားစုကြီးအချမ်းသာပြီးတော့အရာရာအားလုံးကြော်ဖြတ်ပြီးရီမန်းချက်ပန်းနိုင်ကို ရောက်နိုင်ကြပါစေလို့ကျွန်တော်ဒီနေ့အနေနဲ့တမင်ရှင်ပရိသတ်အားလုံးနှုတ်ဆက်ခဲ့ပါတယ်။